အမေရိကန်စီမွေးရေးဆေးဝါးမောင်ခိုတင်ပို့မှုတွေနဲ့ဆက်နွယ်ပတ်သက်တဲ့ဘယ်နိုင်ငံမှဆိုအမေရိကန်ရဲ့တက်ခတ်မှုကိုမျှော်လင့်ထားတဲ့ကြောင်းသမ္မတဒေါ်နယ်ထရမ့်ကသတိပေးသွားခဲ့ပါတယ်။ဒီဇင်ဘာ၂ရက်နေ့တုန်းကအမေရိကန်အစိုးရရဲ့မွေးရေးဆေးဝါးတိုက်ဖြတ်မှုမူဝါဒတွေနဲ့ပတ်သက်လို့ထရမ့်ကသတင်းထောက်တွေကိုအဲ့ဒီလိုပြောဆိုခဲ့တာဖြစ်ပါတယ်။အမေရိကန်မှာထရမ့်သမ္မတဖြစ်လာတဲ့နောက်မွေးရေးမောင်ခိုလုပ်ငန်းတွေနဲ့ဆက်ဆက်တယ်လို့ဆွတ်ဆွဲပြီးဗင်နီဇွဲလာအစိုးရပေါ်ရန်လိုတဲ့မူဝါဒတွေကျင့်သုံးလာခဲ့ပါတယ်။အမေရိကန်စစ်တပ်ဟာ ကာရေဘီယံပင်လယ်ပြင်နဲ့ပစိဖိတ်သမုဒ္ဒရာထဲမှာလေဗီနီဆွဲလာ၁၄ပေါင်း၂၀ကျော်ကိုမွေးရမောင်ကိုလုပ်ငန်းတွေနဲ့ဆက်ဆက်တယ်လို့ဆွဆွဲပြီးတိုက်ခိုက်နှိမ့်ညွန့်စေခဲ့ပါတယ်။အင်ဖြူတော်မှာသတင်းတောက်တယောက်ကဗီနီဆွဲလာကိစ္စအပြင်ကိုလံဗီယာရဲ့မွေးရစေဝါတွေလည်း American Sea မောင်ကိုတင်သွင်းမှုတွေရှိနေတဲ့ပေါ် Trump ရဲ့သဘောထားကိုမေးမြန်းခဲ့ပါတယ်။အဲ့ဒီအခါ Trump ကဗီနီဆွဲလာတာမကပဲ American Sea မွေးရစေဝါမောင်ကိုတင်သွင်းတဲ့သူမှန်သမျှဟော သူ့ရဲ့စက်ကွင်းထဲရောက်လာနိုင်တယ်လို့သတိပေးသွားခဲ့တာပါကိုလံဘီယာအကြောင်းကိုသူလဲသတင်းကြားထားကြောင်းကိုလံဘီယာမှာကိုကင်းချက်တဲ့ဓာခွဲကန်းတွေရှိပြီးအမေရိကန်စီတင်သွင်းနေတယ်ဆိုတာသူနားလည်ထားကြောင်းဘယ်သူမှဆိုအမေရိကန်နိုင်ငံထဲဘူရစ်စေဝါတင်ပို့ရင်အမေရိကန်ရဲ့တက်ခတ်မှုကိုကြုံတွေ့သွားနိုင်ကြောင်းထရမ့်ကတုံ့ပြန်ခဲ့ပါတယ်ကိုလံဘီယာသမ္မတဂူစတာဘိုပက်ထရိုကတော့ထရမ့်ရဲ့စကားနဲ့ပတ်သက်လို့လူမှုကွန်ရက်မီဒီယာအိတ်စ်မှာတုံ့ပြန်ရေးသားထားခဲ့ပြီး သူနိုင်ငံဟာဒုံးကျည်တွေတုံးစရာမလိုဘဲနဲ့ကိုကင်းချက်တဲ့ဓာခွဲဌာန18400လောက်ကိုဖျက်ဆီးပြခဲ့ပြီးဖြစ်တယ်လို့ဆိုထားပါတယ်။သူကအဲ့ဒီလိုအားထုတ်မှုတွေကိုကိုတိုင်မြင်နိုင်အောင် Trump ကိုလည်းကိုလံဘီယာစီလာရောက်လေပတ်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ American စီမွေးရေးစေဝါတွေမရောက်စေဖို့အတွက်အဲ့ဒီပစ္စည်းတွေထုတ်လုပ်တဲ့နေရာတွေကိုကိုလံဘီယာကဖျက်ဆီးပစ်နေကြောင်းပြမြမိနစ်40ကြာတိုင်းကိုလံဘီယာမှာကိုကင်းထုတ်လုပ်တဲ့ဓာခွဲကန်တစ်ခုဖျက်ဆီးခံရပြီး ဒီအခြေအနေကိုသူကိုယ်တိုင် Trump ကိုလိုက်လံပြသခြင်းကြောင့် Petro ကဆိုပါတယ်။ဒါပေမဲ့နိုင်ငံရဲ့အချုပ်အခြာအာဏာကိုထိပါတဲ့ချင်းချောက်မှုမျိုးကိုတော့ကိုလံဘီယာကလက်ခံမှာမဟုတ်ကြောင်းသူကသတိပေးသွားခဲ့ပါတယ်။ကိုလံဘီယာရဲ့အချုပ်အခြာအာဏာကိုထိပါကျူးကျော်လိုက်ပြီးဆိုတာနဲ့စစ်ကြေညာမှုလို့ယူဆမှာဖြစ်ကြောင်းဒါဟာအိပ်ပျော်နေတဲ့ကြက်တစ်ကိုလှုံနှိုးလိုက်တာနဲ့တူကြောင်းပက်ထရိုက ရေးသားထားခဲ့ပါတယ်။ကိုလံဘီယာသမ္မတက မွေးရဆေးတိုက်ဖြတ်ရေးကိုတတက်ကြွကြလုပ်နေပါတယ်လို့ပြောပေမဲ့ American Sea မောင်ခိုတင်သွင်းတဲ့ကိုကေးမွေးရဆေးဝါအများစုရဲ့ရင်းမြစ်ဟာကိုလံဘီယာဖြစ်နေသေးပါ American အစိုးရရဲ့မွေးရဆေးဝါတိုက်ဖြတ်ရေး Agency ရဲ့စီးရင်တွေအရတော့2024ခုနှစ်အတွင်းမှာဖမ်းမိသမျှကိုကင်းအားလုံးရဲ့84ရာခိုင်နှုန်းဟာကိုလံဘီယာမှာထုတ်လုပ်တာဖြစ်ကြောင်းသိရပါတယ်ရှင်